ားလုံးမင်္ဂလာပါဗျာဒီနေ့က16ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျာဒီနေ့တော့ညီတို့များအားလုံးကိုမိတ်ဆက်ပေးမယ်သူကတော့ရန်ကုန်တိုင်းမြန်ကုန်မြို့နယ်ကသတိပုဂ္ဂလဝေပြိုင်မဲ့ဒေါက်တာခေခင်ကျော်ဟိုဝယ်ဦးဇေတကမကြီးဒေါက်တာခေခင်ကျော်အတွက်ဦးဇင်းတို့ကပြည်သူတွေအတွက်ကိုမြန်ကုန်မြို့နယ်ပြည်သူများအတွက်ကိုရွေးချယ်ပေးကြပါတယ်ဗျာ။ ဘာဖြစ်လို့အခုလိုရွေးချယ်ပေးရတာလဲဆိုလို့ရှိရင်နိုင်ငံရေးရအဲတုံးတက်တုံးတက်ဘယ်လိုပဲတုံးတက်တုံးတက်ဒါလက်ရှိမြန်မာမှာစီးအောင်လာရောတွေ့ရတာရောလှုပ်ရှားတာရောဆိုလို့ရှိရင်တော့ဦးဇင်းတို့မဲအရာမှာဒါတူရဲဥဆောင်တာတဲ့ဥမာဆိုကြပါစို့ကြက်ခိုင်ရ တွတ်တော်ထဲမှာဥဆောင်သွားမယ်ဆိုလို့ရှိရင်ကြံ့ခိုင်ရေးအတွက်လည်းမိတ်ဆွေကောင်းမိတ်ဆွေစစ်တွေလိုအပ်ပါတယ်ဗျအတွဲညီပွဲအတွက်ကိုလည်းလိုအပ်ပါတယ်အဲ့လိုမိတ်ဆွေကောင်းမိတ်ဆွေစစ်မဟုတ်ပဲအတွဲမညီပဲနဲ့အဖြတ်ဓမ္မပါလာမယ်ဆိုရင်တော့ဒီကြံ့ခိုင်ရေးအနေနဲ့ရတယ်လိုအပ်ခိုင်ရတာတိုင်းပြည်တိုးတက်ဖို့တိုးတက်မှုနောက်နေမယ်နိုင်ငံကနေဆက်ဆိုင်ရေးမှာနောက်နေသွားပါလိမ့်မယ်အဲ့တော့ကြံ့ခိုင်ရေးအတွက်လည်းဦးဇင်းတော်ကမိတ်ဆွေကောင်းမိတ်ဆွေစစ်ကိုဒါရှာပေးခြင်းဖြစ်တယ်လို့ပဲဦးဇင်းတော်ကတော့ပြောချင်ပါတယ်ဗျာနော် တခါရဲ့အတွက်ပြောချင်တာအဲမြန်ဟန်ကိုရန်ကုန်တိုင်းမြန်ဟန်ကိုမြို့နယ်ပြည်သူလူတော်ပြည်သူများအတွက်ကိုလည်းဒါမြန်ဟန်ကိုမြို့နယ်အတွက်အကောင်းဆုံးလူကိုဦးဇင်းတော်ကရွေးချယ်ရွေးချယ်ပေးခြင်းဖြစ်ပါလိမ့်မယ်နော်ရွေးချယ်ပေးအပလူလဲဆိုရင်ဒေါက်တာခေခင်ကျော်ဖြစ်ပါလိမ့်မယ်နော်တတိပုဂ္ဂလကိုစလဲလောင်းမြန်ဟန်ကိုမြို့နယ်ပြည်သူလူရဲ့မဲဆန္ဒနဲ့ပေါ့သူရဲ့လူရဲ့စာရာလေးအကောင်းနေပြတိုးနိုင်ငံကိုတဲ့ရွက်စုံတက်ခါတဲ့ရွက်လွင်ပြီတဲ့အရာရာတိုးတက်အောင်နဲ့နိုင်ငံတကာနဲ့ရှင်ပြိုင်ပြီတဲ့ เนาะတက္ကမကြီးဒီနိုင်ငံနိုင်ငံကိုပဲရွက်လေလေးလို့ပေါ့အကုန်လုံးလွှင့်မှာပဲလွှင့်ပြီးအဲ့မှာရရတို့မြန်မာနိုင်ငံကြီးတိုးတက်အောင်တို့ကဒီနိုင်ငံတကာနဲ့ရှင်းမယ်နိုင်ငံတကာနဲ့ရှင်းပြိုင်မယ်ဆိုရင်မှဒါပြောထားခြင်းဖြစ်ပါလေကနော်ပြောထားခြင်းဖြစ်တယ်တက္ကမကြီးဒါဒေါက်တာခေခေကြော့ပါပြည့်တကယ်လူတော်တယောက်ပါရွာနော်လူတော်တယောက်ပါပဲဒါဖြစ်လို့ဆိုလဲဆိုလို့ရှိရင်တို့ကအထက်တန်းအကြောင်းမှာလဲတို့က ဂုံလူထဲတန်းကြောင်းသားလူကြီးဆွေမှာလဲငါးပါးလာဂုံလူဖြစ်သူကအောင်ခဲ့တယ်အာဂရဓမ္မစေတက်ကလို့တဲ့မှာလဲရန်ကုန်မှာဖွဲရပြီးမှာဈေးကန်းခွင့်ခဲ့တယ်တဲ့မြန်မာပြည်မှာပထမဆုံးတော့နိုင်ငံကြားကုန်ပစ္စည်းများကိုတော်ညာလုပ်ငန်းကိုဥဆောင်ခဲ့တယ်မြန်မာနိုင်ငံမှာပထမဆုံးတော့မြန်မာနိုင်ငံနိုင်ငံကြားကုန်ပစ္စည်းများကိုတော်ညာရေးဥဆောင်ခဲ့တယ်တဲ့စင်ကာပူအမေရိကန်နိုင်ငံတို့တွေတွားရောက်နေထိုင်ခဲ့ပြီးဝေကြီးတော့ဈေးကွက်များကိုလေ့လာခဲ့တယ်တဲ့မြန်မာနိုင်ငံစစ်မှုနဲ့ကုန်တယ်ကြီးများအတင်းတွေနဲ့ စတင်တည်ထောင်စဉ်ကပြင်ပါဝင်ခဲ့တယ်တဲ့မြန်မာအမေရိကစီးပွားရေးအကျိုးတူအတင်းပြည်တည်မြန်မာနိုင်ငံစီးပွားရေးအကျိုးတူဆောင်ရွက်တော့အတင်းများနဲ့လည်းပါဝင်ခဲ့ပါတယ်တဲ့မြန်မာနိုင်ငံတို့အင်္ဂလန်ဥရောပများနဲ့တင်တွင်းတော့ကိုယ်တည်းလည်းလုပ်ခဲ့ပါသည်တဲ့အနောက်နိုင်ငံကုန်နေများရဲ့ကုန်ပစ္စည်းဈေးကွက်များလွန်လဲကိုယ်တည်းလုပ်ခဲ့ပါအမေရိကရဲ့ကိုယ်တည်းကြောင်းညာကိုယ်တည်းလည်းများမြန်မာဘီယာနဲ့ဈေးကွက်တင်ခဲ့ပါသည်တဲ့ အဲ့မှာနိုင်ငံတကာတမသဧည့်သည်တော်များကုမ္ပဏီများလာရောက်သောတရားနာမများနဲ့ပြည်သူကိုတွေ့ဆုံများအတွက်စီစဉ်ဆောင်ရွက်ပြီးခဲ့ပါသည်တဲ့မြန်မာပြည်တွင်ရှိဥစွာရောင်းသုံးကာလဓာတ်ပုံကုဆက်လက်တင်သွင်းခဲ့ပါသည်တဲ့ငယ်စဉ်ကပင်အာကလနဲ့မြန်မာအကဝါရဏပါပြီးစာပေဆောင်မများဟောပြောပွဲများတွင်လောက်ကရင်ဆိုဆိုရှယ်မီဒီယာပုံလိုက်တဲ့ထုတ်ဝေဖြန့်ချိကနိုင်ငံပေါ့၁၉နှစ်၁၉နိုင်ငံကိုတဲ့အလဲရောက်ခဲ့ပါသည်တဲ့အင်္ဂလန်အမေရိကစင်ကာပူနိုင်ငံတွေနေထိုင်ခဲ့ပါသည်တဲ့ဒါကမှကြီးတော့ခေခင်ကြော့ရဲ့ဟောပါဗျာပြောပါလို့ရှိရင်တော့ လူဖြတ်တန်းခဲ့တဲ့ဘဝပေါ့ဗျာအများကြီးပါရောနော်ဒါသူ့ရဲ့အဖေအမေတွေဟာတွေကတော့ဦးစေးကဒါဖတ်မှပြတော့နော်ဒါဖတ်ကြလို့ရှင်လည်းအများကြီးပဲဗျာနော်ဒကမိုက်တော်ဒေါက်တာခေခင်ကျော့ရဲ့တမိုင်းကတမိုင်းလည်းကောင်းတယ်လို့သူ့ရဲ့နိုင်ငံတကာဆက်ဆံရေးလည်းကောင်းတယ်လို့နိုင်ငံကိုလည်းသူအကျိုးပြုခဲ့တာတွေအများကြီးပဲနော်အများကြီးပဲအများကြီးပဲအဲ့တော့ဒီနိုင်ငံကိုတောင်မှအကျိုးပြုခဲ့တယ်ဆိုရင်မြန်မာကုန်းလို့မြန်မာကုန်းမျိုးနယ်လောက်ကိုသူကဘာကြောင့်အကျိုးမပြုနိုင်ရမှာလဲ ဒကမကြီးတော်ခင်ခင်ကြောမှာရှိတဲ့စည်းစိမ်နဲ့သူ့မှာရှိတဲ့အနေထားသူ့မှာတတိမီတွေကလည်းလက်ရှိဆိုလို့ရှိရင်သူ့တတိမီတွေကအမေရိကန်နိုင်ငံနေမှာရောက်တာလုံခိုင်းတယ်အခုရှိတယ်ပေါ့ဗျာနိုင်ငံကုမ္ပဏီရှိတယ်သူ့အနေနဲ့အေးစစ်စစ်နေလို့ရတယ်အေးစစ်စစ်ထိုင်စားလို့ရတယ်အေးစစ်စစ်ပရိကိန်ကဘုရားရှင်ရှိမှာတရားထိုင်ပြီးမှနေလို့ရတယ်ဒါပေမဲ့သူ့ရဲ့အခြေချသူ့မှာရှိတဲ့ပညာတွေနဲ့နိုင်ငံကိုသူအကျိုးပြုခြင်းနေတဲ့အတွက်ကြောင့်သူနေထိုင်တဲ့မြို့နယ်ကိုအကျိုးပြုခြင်းနေတဲ့အတွက်ကြောင့်ဒကမကြီးတော်ခင်ခင်ကြောအားဦးစင်းရတော့တတိပုဂ္ဂလဖြစ် ဒါဝင်ရောက်ရှင်းပြိုင်တယ်လို့ပဲဦးစင်းရတော့တုံ့တက်ခြင်းနဲ့နော်အဲ့တော့ဒကမာကြီးတော်ခင်ခင်ကြော့တာတကယ်လို့များတတိပုဂ္ဂလပြည်မြန်ကုန်ပြည်လို့လွတ်တော်ကိုယ်တော်လေးကနိုင်သွားမယ်ဆိုရင်ကျန်းခံရေးအတွက်ကလည်းမိတ်ဆွေစစ်မိတ်ဆွေကောင်းရလိုက်မယ်ကျန်းခံရေးအတွက်ကိုလည်းအထောက်အကူပြုလိုက်မယ်ဘာပြောလဲဆိုတော့ကျန်းခံရေးမှာဝင်ရောက်ရှင်းပြိုင်တဲ့တို့တွေကလည်းနိုင်ငံတကာအတွေ့အကြုံရှိတယ်အရေးကြီးရှိတယ်နိုင်ငံကိုအကျိုးပြုနိုင်တဲ့နိုင်ငံရဲ့လုံခြုံရေးအစအ ဒီလူတွေရဲ့လုံခြုံရေးအစားလူတွေကအကျိုးပြုနိုင်တဲ့ဒူတီဖြစ်တယ်ခုခုဝင်ရောက်ရှင်ပြိုင်နဲ့ပြည်တော်လွတ်တော်အမတ်တွေတိုင်းလွတ်တော်တွေပြည်တော်အမတ်တွေအကုန်လုံးကြီးလိုက်မယ်ဆိုလို့ရှိရင်အဲ့တော့ဘာပဲပြောပြောဒကမိုင်းတော်ခေခေကြောက်မှရှိတဲ့ပညာရည်ချင်းနဲ့အလုတ်ကင်နဲ့အတွေ့အကြုံနဲ့တက်ခရရရှိတဲ့ဟာနဲ့ပေါင်းဆက်ပြီးမှလှုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဦးစင်းတို့နိုင်ငံကမပြောင်းလဲစရာအကြောင်းရှိပါဗျာเนาะအဲ့တော့မြန်ကုန်းမြို့နယ်မှာရှိတဲ့ပြည်သူများအနေနဲ့ကလည်းဒကမိုင်းတော်ခေခေကြောက်ကိုရုံရုံကြည်ကြည်နဲ့ဒါခင်ဗျားတို့စီကမဲကိုရုံကြည်ကြည်နဲ့ ပုံအုပ်လိုအပ်တယ်လို့ဦးစင်းကတော့အကြံပြုချင်ပါတယ်ဗျာနော်အကြံပြုချင်ပါတယ်။ဒါကြောင့်အခုလိုအကြံပြုပါလဲဆိုဦးစင်းတို့ကပြောခဲ့ပြီးပြီပဲ။ကိုရွေးချယ်တဲ့အမတ်တွေရွေးမှားခဲ့တဲ့အတွက်ကြောင့်ဟုတ်လား။ဘာလဲပြောပြောဒါတို့ငါတို့ကအမေတူပေးတာပေးတာငါတို့ပေးခဲ့တာဘလို့ဖြစ်ဖြစ်အကုန်လုံးပုံအော့ခဲ့တဲ့အတွက်ကြောင့်ဦးစင်းတို့မြန်မာနိုင်ငံဒုက္ခရောက်နေရတာ။ဦးစင်းတို့မြန်မာနိုင်ငံအခုဒုက္ခရောက်နေရတာ။နော်။ဘာလို့လဲဓမဲတွေပုံအော့ပြီးပေးခဲ့တဲ့အတွက်ကြောင့်လေအရေးရှိရှိလားမသိအရေးရှိမရှိလားမသိအကုန်လုံးပုံအော့ခဲ့တဲ့အတွက်ကြောင့်ဟုတ်လား ပေါ်ဟောခဲ့တဲ့အတွက်ကြောင့်သို့တော်လည်းရောက်တယ်။ဘာမှနည်းနည်းရှိလို့လည်းအဆုံးမတင်လို့ပြူလူလူလည်းအကျိုးမပြုမရခဲ့ရတော့သကလုံးကြီးနဲ့သေလေလုံးကြီးနဲ့သူတို့ပဲနိုင်ငံအကျိုးပြုသူတို့ပဲဘာလုပ်ပြီးတော့ညာလုပ်ပြီးပုံစံမျိုးတွေနဲ့လုပ်ခဲ့တဲ့အတွက်ကြောင့်နော်။အဲ့တော့ကိုရွေးချယ်လိုက်တဲ့အခါမှာကိုပေးလိုက်တဲ့မဲကမမောင်းမမောင်းရွေးချယ်တတ်ဖို့ဦးဇင်းတော်အကြောင်းပါတီကိုမကြည့်နဲ့လူကိုကြည့်ဆိုအလကားပြောတာမဟုတ်ဘူး။ရေချင်းရှိတဲ့လူတွေကိုကြည့်ခိုင်းတာအရေချင်းရှိတဲ့လူတွေကိုရွေးချယ်ခိုင်းတာရေချင်းရှိတဲ့လူတွေရွေးချယ်ခိုင်းတာ เนาะအဲ့တော့မယန်းကုန်ဒီတော့ခေခေကျော်ကိုကျွတ်ကတွေ့လည်းမတွေ့ဘူးမြင်လည်းမမြင်ဘူးစကားလည်းမပြောဘူးသူ့ရဲ့ပြောပုံစုပုံတွေသူ့ရဲ့ဒီလုပ်ကူကိုင်ပုံတွေသူ့ရဲ့ချောင်းလန်းခဲ့တဲ့ဘဝတွေလေ့လာကြည့်တဲ့အခါမှာတော့ဒီလိုတွေ့ရတယ်ဒီလိုတွေ့ရတယ်အဲ့တော့ဘာပြောပြောတော့ခေခေကျော်ဟာရင်းချင်းရှိတဲ့ဒီလိုလို့တော့ကိုယ်တည်းလောင်းလို့ဦးစင်းတို့အနေနဲ့ကတော့လုံးတိုက်ပြီးပါလေကြာနော် US ဒါချန်ခိုင်ရဲ့အနေနဲ့ကလည်းဒီလိုနိုင်ငံရေးရပဲတုံးတက်ဘယ်လိုပဲတုံးတက်ဒီနိုင်ငံကို အတွေ့အကြုံနိုင်ငံတကာအတွေ့အကြုံနဲ့များတဲ့အဖက်ဖက်ရာရာပြည်စုံတဲ့ရက်ခိုင်ရပဲဥဆောင်မလို့ဦးဇင်းတော်ကတော့တုံတိုက်မိတယ်တုံတိုက်မိတယ်အဲ့ဒါကြောင့်အတွေ့အကြုံနားရတဲ့လူချင်းတကယ်အရေးချင်းရှိတဲ့လူတွေပဲတွေ့တော်ထဲမှာဦးဇင်းတော်ကတော့ညင်ကျင်တာပေါ့ဗျာအဲ့လိုမှမဟုတ်ဘဲနဲ့အတွေ့အကြုံတော့ရှိတယ်တွေ့ကြုံများပြီးမှဟိုပါပေါ့နော်မြင်းလိုပုံစံမျိုးတွေပါလင်မြင်းအမျိုးလိုပုံစံမျိုးတွေပါလင်တော့ဒုက္ခရောက်မှာပဲဘာဖြစ်လို့လဲဆိုတော့ မြင်းမြုံကကိုကိုတိုင်ကလေးမမွေးနိုင်ကိုကိုတိုင်ကလေးမမွေးနိုင်ဒါနဲ့ကိုဝင်ရှိတဲ့မြင်းတွေကိုလည်းသူကကိုဝင်တက်ကြောင်လိုက်ပြီးကန်တယ်လိုက်ပြီးကန်တယ်အဲ့ဒီလိုမြင်းအမြုံလိုမဖြစ်အောင်အရေးရှိရှိတဲ့ဥပမာပြောပြပါဦးနော်အရေးရှိရှိတဲ့လွတ်တော်အမတ်တင်တယ်ပဲချမ်းကန်ရွာဖို့လေအဲ့ဒီလွတ်တော်ကြီးတဲမှာဦးဇင်းတော်ကဖြစ်ရှိစေချင်တာမြင်းစေချင်တာဒါမှလည်းတိုင်းပြည်ကထိုးတက်မှာဒါမှလည်းတိုင်းပြည်ကကြောင်းလဲမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့အရေးချိရှိတဲ့ပြည်သူလူတော်ကိုယ်စားလှယ်မယံကုန်းမြို့တိုင်းဝင်ရောက်ရှင်ပြိုင်မဲ့ တော့ခခင်ကြော့လို့ပုံကုံမျိုးကိုမှမရွေးရမြန်ကုန်မျိုးနဲ့ပြည်သူပြည်သားများအနေနဲ့ဘသူကိုရွေးမှလဲလို့ဦးစင်းတော့တော့မေကွထုတ်ချင်ပါလေကနော်အများတို့ရဲ့ယုံကြည်မှုတို့ရဲ့တော့ခခင်ကြော့ရဲ့နိုင်ငံပေါ်ချစ်တဲ့စိတ်တိုင်းပြည်ပေါ်ချစ်တဲ့စိတ်ကိုအခွင့်အရေးတစ်ခါတော့ပေးလိုက်ပါလို့ဦးစင်းတော့တော့တောင်းဆိုချင်ပါလေဗျအားလုံးဒါပါပဲဗျ